ခရိုင်းမီးယားကိုတရားဝင်လက်လွတ်ရမယ်အမေရိကန်ရဲ့ငင်းချင်းအဆိုပြုချက်ကိုယူကရိန်းပြည်သူတွေကန့်ကွက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခရိုင်းမီးယားကျွန်းဆွယ်ကိုရုရှားထံအပြီးပိုင်ပေးအပ်ရမယ်ဆိုတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ငင်းချင်းအဆိုပြုချက်ကြောင့်ယူကရိန်းအာဏာပိုင်တွေကထိတ်လန့်အာတင်ခဲ့ရတယ်လို့ AP သတင်းတရမှာဖော်ပြထားပါတယ်သူတို့အနေနဲ့ဒီကျွန်းဆွယ်ဒေသကိုယာယီလောက်တာရုရှားကသိမ်းပိုက်ထားနိုင်မယ်လို့မျှော်လင့်ထားကြတာဖြစ်ပြီးအခုလိုတရားဝင် အပြီးတိုင်ပေးအပ်လိုက်ရဖို့ကိုတော့လက်ခံနိုင်ပွဲမရှိဘူးလို့ လည်းသတင်းမှာဖော်ပြထားပါတယ်။ရုရှားက2014ခုနှစ်မှာ မတရားသိမ်းပိုက်ခဲ့တဲ့ခရိုင်းမီးယားကိုလက်လွတ်ဖို့ဆိုတာဟာနိုင်ငံရေးရတာမကဥပဒေကြောင်းအရလည်းမဖြစ်နိုင်ဘူးလို့ကြွမ်းကျင်သူတွေကမှတ်ချက်ပြကြပါတယ်။ဒီလိုလွှဲပြောင်းပေးဖို့အတွက်ယူကရိန်းဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့နဲ့ပြည်လုံးကျွတ်ဆန္ဒခံယူမှုတွေလိုအပ်ပြီးနိုင်ငံတော်သစ္စာဖောက်မှုအဖြစ်ဆွဲချက်တင်ခံရနိုင်ခြေလဲရှိနေတယ်လို့ယူကရိန်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပြည်သူလူထုကလည်းတည်ငြိမ်ချက်အဆိုပြုချက်ကိုပြင်းပြင်းထန်ထန်ကန့်ကွက်ထားကြတာပါ နိုင်ငံရေးစီရီဖီအာတွေကြောင့်အလျှော့ပေးလိုက်ရတာမျိုးမဟုတ်ပဲခရိုင်းမီးယားဒေသကိုတရားဝင်လက်လွတ်လိုက်ရမယ်ဆိုရင်အနာဂတ်မှာပြန်လည်ရရှိဖို့မျှော်လင့်ချက်ကိုပါရိုက်ချိုလိုက်တာဖြစ်တယ်လို့သိရပါဗျ။